မင်္ဂလာပါရှင်ဒီနေ့နိုဝင်ဘာ3ရက်နေ့အတွက် People's Spring ရဲ့နေ့လည်ခင်းဒီနောက်ဆုံးရထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်ရှင်အရင်ဆုံးနိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါ American ဘုံကျဲလို့ပျက်စီးသွားတဲ့ nuclear စခန်းတွေကိုအရင်ကထက်တောင်ပိုပြီးခိုင်မာအားကောင်းအောင်ပြန်တည်ဆောက်မယ်လို့ Iran သမ္မတကကြွေးကြော်ခဲ့ပါတယ် Israel နဲ့ Iran တို့ကြားစစ်ရေးပဋိပက္ခမှာ American ကပါဘုံဝင်ကျဲခဲ့တာကြောင့် Iran ရဲ့ nuclear သုတေသနစခန်းတွေဆိုးဆိုးရွားရွားထိခိုက်ပျက်စီးခဲ့တယ်လို့ယုံကြည်ရပါတယ် နိုဝင်ဘာ2ရက်နေ့မှာအမေရိကန်နဲ့အီရန်ကြားတန်တမာရေးဆွေးနွေးမှုတွေပြန်လည်စတင်ဖို့အိုမန်အစိုးရကဂျာဝင်ညှိနှိုင်းတောင်းဆိုပေးခဲ့ပါတယ်။အီရန်သမ္မတမာဆုဒ်ပဇက်ခန်ကလည်းနိုဝင်ဘာ2ရက်နေ့မှာနိုင်ငံရဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေနဲ့တွေ့ဆုံခဲ့ပြီးအီရန်အစိုးရအနေနဲ့ပြက်စီးသွားတဲ့နျူကလ িয়ার စခန်းတွေကိုအရင်ကထက်ပိုမိုခိုင်မာအားကောင်းအောင်တည်ဆောက်မယ်လို့ကတိပေးခဲ့ပါတယ်။ရုပ်ဝတ္ထုအဆောက်အအုံတွေပစ္စည်းတွေကိုဖျက်ဆီးပြေုံနေတော့အီရန်ကနောက်ဆုတ်သွားမှာမဟုတ်ဘူးလို့လည်း ဘဇက်ခန်းကသူ့ရဲ့တရားဝင် website ပေါ်မှာဗီဒီယိုတစ်ခုထုတ်လွှင့်ပြီးပြောကြားထားခဲ့တာပါအီရန်ရဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေကသူ့ဒေသနာဆိုင်ရာလုံလောက်တဲ့အသိပညာတွေကိုပိုင်ဆိုင်ထားပြီးဖြစ်တယ်လို့လည်းသူကဆိုပါတယ်နျူကလ িয়ার စကန်တွေကိုပြန်လည်တိစောက်မယ်ဆိုတဲ့အစီအစဉ်နဲ့ပတ်သက်လို့တော့သူကအသေးစိတ်မှတ်ချက်ပေးမသွားခဲ့ပါဘူးဂျွန်လာတုံးကအစ္စရေးနဲ့အီရန်စီးရေးပရိပခအတော်အတွင်းသမ္မတထရန့်ရဲ့အမိန့်အရအမေရိကန်ရေတက်တဲ့လေတက်ဟာအီရန်နျူကလ িয়ার သုတေသနစခန်း၃ခုကိုဘုံးတွေကျဲ cruise ဒုံးကျည်တွေနဲ့ပစ်ခတ်ပြီးတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီစစ်စင်ရေးမှာအီရန်ရဲ့နျူကလ িয়ার စကန်တွေကိုပြင်းပြင်းထန်ထန်ခြေမုံဖျက်ဆီးနိုင်ခဲ့တယ်လို့ Trump ကပြောပေမဲ့အဲ့ဒီစကားကိုတီးကြားအတည်ပြုဖို့ခတ်ပါတယ်။အီရန်ရဲ့ uranium တန့်စင်မှုကနျူကလ িয়ার ဘုံးတွေထုတ်လုပ်နိုင်ဖို့နှီးကပ်တဲ့အဆင့်ထိရောက်လာပြီလို့ဆွဆွဲပြီးအစ္စရေးကလေကြောင်းတိုက်ခိုက်မှုတွေစတင်ရကနေနှစ်နိုင်ငံကြားမှာ၁၂ရက်ကြာစစ်ရေးပဋိပက္ခဆက်ခဲ့တာဖြစ်ပါတယ်။အစ္စရေးရဲ့ကြိုတင်ပြင်ဆင်ထားတဲ့စစ်စင်ရေးအတွင်း အီရန်အစိုးရပိုင်းနဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေအတော်များများတိုက်ဆုံခဲ့ပါတယ်။အိုမန်အစိုးရကအီရန်နဲ့အမေရိကန်ကြား၅ချိန်တိုင်ဆွေးနွေးမှုတွေအထမြောက်အောင်အခုနှစ်ထဲမှာကူညီညှိနှိုင်းပေးခဲ့ပါတယ်။ဒါပေမဲ့၆ချိန်မြောက်ဆွေးနွေးပွဲမစခင်၃ရက်အလိုမှာအစ္စရေးကအီရန်ကိုဘုံဝင်ကျဲခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ကစပြီးအမေရိကန်နဲ့အီရန်ဆွေးနွေးပွဲတွေလည်းရပ်တန့်သွားပြီးအခုတော့အိုမန်ကအဲ့ဒီနှစ်နိုင်ငံကြားမှာတန်တမာရေးဆွေးနွေးမှုတွေပြန်လည်စတင်နိုင်ဖို့တိုက်တွန်းနေတာဖြစ်ပါတယ်ရှင်။ အာဖဂန်နစ္စတန်မြောက်ပိုင်းမှာဒီမနက်ပိုင်းလှုပ်ခတ်သွားခဲ့တဲ့အင်အားဖြင့်ငလင်ကြီးကြောင့်လူအများပြားသေဆုံးမှာကိုစိုးရိမ်ရတဲ့အခြေအနေရှိနေကြောင်းအာနာပိုင်းတွင်နဲ့ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်မဂနီကျူ6.3ဆင့်ငလင်ကြီးကမာဇာအီရှာရစ်မြို့နာကိုဗဟုပြုပြီးဒီနေ့နိုဝင်ဘာ3ရက်မနက်အစောပိုင်းမှာလှုပ်ခတ်သွားခဲ့တာပါလက်ရှိအချိန်ထိသေဆုံးသူ9ဦးနဲ့ဒဏ်ရာရသူ150ကျော်စာရင်းရထားပြီးကိန်းကနန်းတွေကထပ်တိုးလာနိုင်ခြေရှိတယ်လို့အာဏာပိုင်တွေကပြောပါတယ် American ငလင်းတိုင်းတာရေး Agency USGS ကတော့ငလင်းဟာမြို့နယ်တိတ်မဝေးတဲ့နေရာမှာမြေအနက်28ကီလိုမီတာကိုဗဟိုပြုလှုပ်ခတ်သွားခဲ့ကြောင်းဆိုပါရယ်ငလင်းကြောင့်သေဆုံးခဲ့သူ9ဦးနဲ့ဒဏ်ရာရခဲ့သူ150ကျော်ကိုဆေးရုံတွေစီးပို့ဆောင်ထားပြီးဖြစ်တယ်လို့ Mazar e Sharif မြို့နာမှာကက်ရက်တည်ရှိတဲ့စာမန်ကန်ဒေတာရဲ့ကျမ်းမာရေးဌာနပြောရေးဆိုခွင့်ရရရှိကပြောပါရယ်အခုစရင်ကဆေးရုံတွေစီးကနဦးရောက်လာတဲ့ရုပ်အလောင်းနဲ့ဒဏ်ရာရသူတွေကိုပဲရည်ညွှန်းထားတာဖြစ်တယ်လို့သူကဆိုပါရယ် USGS ကတော့ငလင်ဘေးတက်ရောက်မှုဖြစ်နိုင်ခြေသတိပေးချက်ကိုလိန်ပေါ်ရောင်အဆင့်ထုတ်ပြန်ခဲ့ပါတယ်။အထိပ္ပယ်ကတော့အသေးအပြောက်များနိုင်ပြီးထိခိုက်ပျက်စီးတဲ့ဇုံကလည်းကျေပြတ်နိုင်တယ်ဆိုတဲ့သဘောပါ။အာဖဂန်ကိုအုပ်ချုပ်နေတဲ့တာလီဘန်အစိုးရရဲ့အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနကပိုပြီးတိကျတဲ့ထိခိုက်သေးဆုံးမှုအခြေအနေတွေကိုနောက်ပိုင်းမှာထုတ်ပြန်မယ်လို့ပြောပါတယ်။လူမှုကွန်ရက်တွေပေါ်မှာတော့အပြက်စီးတွေအောက်ပိတ်မိနေသူတွေကိုကယ်ဆယ်ရေးတွေကရှာဖွေနေတဲ့ဆွဲထုတ်နေဖို့စူးစမ်းတဲ့ဗီဒီယိုတွေကိုလည်း မျှဝေထားကြတာတွေ့ရပါတယ်။ဗီဒီယိုတစ်ခုထဲမှာဆိုရင်အလောင်းတလောင်းကိုစူးစမ်းပြီးဆွဲထုတ်နေကြတာကိုမြင်ခဲ့ရပါတယ်။ August လတုန်းကလည်းအာဖဂန်မှာအင်အားပြင်းငလင်ကြီးတစ်ခုနဲ့နောက်ဆက်တွဲငလင်ငယ်တွေဇက်တိုက်လှုပ်ခဲ့လို့လူထောင်နဲ့ချီသိဆုံးပြီးအများအပြားဒဏ်ရာရခဲ့ကြောင်းတာလီဘန်အာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။အာဖဂန်ဟာတီနီယာအယအထင်ကရမြေအောက်ကြောက်လွှာကြီးနှစ်ချက်စုဆုံရာပြည့်ရွေကျော်ကြီးပေါ်မှာရှိနေတာဖြစ်လို့ပြင်းထန်တဲ့ငလင်တွေလှုပ်ခတ်နိုင်ခြင်းမျိုးအမြဲတမ်းချင်းချောက်ခံနေရပါတယ် 2015ခုနှစ်တုန်းကတော့အာဖဂန်အရှိမြောက်ပိုင်းမှာငလင်တစ်ခုလှုပ်ခတ်ခဲ့ရကအာဖဂန်နဲ့ပါကစ္စတန်တို့မှလူရာကနဲအတော်များများသေဆုံးခဲ့ပါတယ်။2023ခုနှစ်ကလည်းနောက်ထပ်ငလင်တစ်ခုကြောင့်အ ਨੇ စုံအာဖဂန်ပြည်သူတထောင်ကျော်အသက်ဆုံးရှုံးခဲ့ပါတယ်ရှင်။ဆက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာပါ။ရွှေဘုံမြကြည်နားလမ်းပေါ်မှာရှိတဲ့ကမ်းဘလူမြို့နယ်စပယ်နသာစစ်စေးရေးဂိတ်မှာဖမ်းခံရသူတွေတဲကလူငယ်၁၀ဦးဟာစစ်တပ်နဲ့ပို့ခံရတဲ့လမ်းခုလက်ကနေထွက်ပြေးလွတ်မြောက်လာပါတယ် ပြီးခဲ့တဲ့အောက်တိုဘာတတိယပတ်ကဇဘယ်နသာစစ်ဆေးရေးဂိတ်မှာဖမ်းခံရသူတွေတဲအသက်20ကျော်အရွယ်လူငယ်10ဦးကိုကမ်းဘလူမြို့နယ်အမြောက်တပ်6006တဲကိုပို့ဆောင်ချိန်မှာထွက်ပြေးလွတ်မြောက်လာခဲ့တာလို့ဒေသကာကွယ်ရေးရဲဘော်တအူးကပြောပါရယ်အဲ့ဒီလူငယ်တွေကစစ်ကောင်စီတပ်ဖွဲ့ဝင်အဆောင်တွေကိုတိုက်ခိုက်ထွက်ပြေးလာတာဖြစ်ပြီးလက်နက်တွေပါပါလာတယ်လို့အဲ့ဒီကာကွယ်ရေးရဲဘော်ကရှင်းပြပါရယ်ထွက်ပြေးလာတဲ့လူငယ်တွေကကမ်းဘလူမြို့နယ်နဲ့ပတ်ဝန်းကျင်ဒေသကဖြစ်ပြီး ခရီးသွားချိန်စပယ်နသားစစ်စေးရိတ်ဂိတ်မှာဖမ်းခံရတာဖြစ်ပါတယ်စစ်သားတွေနဲ့ပြူစောထီတွေတက်ဆွဲထားတဲ့အဲ့ဒီစစ်စေးရိတ်ဂိတ်ကခရီးသွားပြည်သူတွေကိုဖမ်းဆီးတာမှာနမိတ်ဆိုးထွက်နေတဲ့ဂိတ်စခန်းတစ်ခုပါပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမင်းကလေးငယ်တွေအပါအဝင်ခရီးသွားပြည်သူအယောက်80ထက်မနည်းကိုဖမ်းဆီးခဲ့တယ်လို့ဒေသရင်းတော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်အောက်တိုဘာ16ရက်ကလည်းကောလင်းမြို့နယ်ကုတ်ကိုကုန်းရွာကနေဒဇယ်မျိုးစီသွားတဲ့ဇနီးမောင်နှံနှစ်ဦးကိုဖမ်းဆီးပြီးအမျိုးသမီးဖြစ်သူကိုအာဓမပြုကျင့်တပ်ဖြတ်ခဲ့ပါတယ် အမျိုးသားကတော့နှိပ်စက်ခံထားရတဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ဒါအပြင်အောက်တိုဘာလအတွင်းမှာတင်ဖမ်းဆီးခံရသူတွေကအမျိုးသမီး၄ဦးထံမှလည်းအထမပြုခြင်းခံခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။လူငယ်တွေအနေနဲ့မဖြစ်မနေကိစ္စရှိမှပဲခရီးသွားဖို့နဲ့တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသဘက်ကနေသွာလာကြဖို့ကံဘလူမျိုးကန်တချို့ကသတိပေးပါတယ်။ဒေသရင်းစစ်ရေးအခြေအနေတွေကိုသတိပေးနေတဲ့ကျွန်းလှကံဘလူတက်ကြွလို့ရှားသူများအဖွဲ့ကလည်း ခရီးသွားပြည်သူတွေအနေနဲ့စပယ်နသာစစ်စေးရိတ်ဂိတ်ကအန်ဒရယ်ကြီးတာကိုတည်ဖို့လိုတယ်လို့သတိပေးပါရယ်။ရွှေဘုံမြကြီးနားလမ်းပိုင်းမှာတော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့နေရာတွေရှိသလိုစစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာတွေလည်းရှိပါရယ်ရှင်။သခိုင်းတိုင်းဗမောက်မြို့နယ်မှာစစ်တပ်လက်အောက်ခံရှမ်းနေတဲ့ SNA တပ်ဖွဲ့ဝင်2ဦးကစစ်ဘေးရှောင်မတန်ဆွမ်းအမျိုးသမီးတဦးကိုဖမ်းဆီးပြီးအာဓမပြုကျင့်ခဲ့လို့အမှုမှန်ပေါ်ပေါက်အောင်ဝိုင်းဝန်းစူးစမ်းပေးဖို့ဒေသခံတွေကတောင်းဆိုနေပါရယ်။ဗမောက်မြို့နယ်အလဲရွာကသီလရှင်ကျောင်းမှာ မိခင်ဖြစ်သူနဲ့အတူစစ်ဘေးရှောင်နေတဲ့အမျိုးသမီးတဦးကို SNA တပ်သား2ဦးကအောက်တိုဘာ30ညမှာဖမ်းသွားပြီးအဲ့ဒီတဲကတပ်ဖွဲ့ဝင်2ဦးအထမပြုကျင့်ခဲ့တာလို့ဖြစ်စဉ်ကိုသိတဲ့ဒေသခံတဦးကပြောပါတယ်ကျူးလွန်ခံရသူအမျိုးသမီးမှာအတက်ရောဂါလည်းရှိပြီးဒါကရှမ်းနီတပ်ဖွဲ့အနေနဲ့ပြင်းထန်တဲ့ရာဇဝတ်မှုကျူးလွန်တာလို့အဲ့ဒီဒေသခံကဆိုပါတယ်ကျူးလွန်သူက SNA တပ်မဟာ614ကဖြစ်ပြီးကျူးလွန်ခံရသူကအသက်30ကျော်အရွယ်ဒေသခံကဒူးတိုင်းရင်သူကိုလက်အင်ကမတန်ဆွမ်းသူလို့လည်းသိရပါတယ် အထမပြုကျင့်သူကို SNA ကပြန်ဖမ်းထားတယ်လို့သတင်းရပေမဲ့အသေးစိတ်အတိမပြုနိုင်သေးပါဘူးစစ်သားလိုအပ်ချက်များနေလို့အရေးမယူဘဲပြန်လွှတ်မှာကိုဒေသခံတွေစိုးရိမ်နေပါတယ်ကျူးလွန်ခံရတဲ့အမျိုးသမီးကိုလည်းအခက်အခဲတွေကြားကနေစံမာရေးဆန်ရဆောက်ရှောက်မှုတွေပေးနေတယ်လို့ဒေသခံတဦးကပြောတာပါရှမ်းနေတဲ့ SNA ကအာနာသိမ့်ပြီးနောက်ပိုင်းစစ်တပ်နဲ့ပူးပေါင်းပြီးစစ်တပ်စီကလက်နက်ခဲယမ်းတွေရခဲ့တယ်လို့စစ်တပ်ကိုကူညီပြီးတော်လှန်ရေးတပ်တွေကိုတိုက်ခိုက်နေတဲ့ပြည်သူစစ်လို့လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ် အလဲရွာဆိုတာကမမောင်းမြို့အပြင်ဘက်မှာရှိပြီးအစောပိုင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ခဲ့ပါတယ်။ဒါပေမဲ့စစ်ကောင်စီနဲ့ SNA တပ်တွေပြန်ထိုးစစ်ဆင်လာလို့စက်တင်ဘာလကုန်ပိုင်းမှာတော်လှန်ရေးတပ်တွေပြန်ဆုတ်ပေးခဲ့ရတာပါ။မမောင်းမြို့သိမ်းတိုက်ပွဲမှာကဒူးလူငယ်တွေပါတဲ့ PDF တွေလည်းဝင်တိုက်ခဲ့ပြီးစစ်တပ်ဝါဒဖြန့် social media တွေကရှမ်းနီနဲ့ကဒူးတိုင်းရင်းသားတွေကြားသွေးခွဲတဲ့ရေးသားလုံဆောင်မှုတွေလှုံ့ဆော်နေတာလည်းတွေ့ရပါတယ်။အခုဖြစ်စဉ်ကလည်းရွာတွေကို SNA တပ်ဖွဲ့ဝင်တွေဝင်ရောက်လာချိန်မှာကျူးလွန်တာဖြစ်ပြီး ကြံတဲ့ဒေသခံတွေလည်းစိုးရိမ်နေကြရတယ်လို့သတင်းရရှိပါရတယ်။စစ်ဘေးရှောင်တွေကအစင်ပြေတဲ့နေရာမှာနေကြရတာဖြစ်ပြီးတိုက်ပွဲတွေအပြင်အခုလိုလူမဆန်တဲ့လုပ်ရက်တွေကိုလည်းရင်ဆိုင်နေကြရတယ်လို့ဒေသခံတဦးကပြောပါရယ်။ဒီအမှုနဲ့ပတ်သက်လို့လည်းတရားမျှတမှုရကြင်တယ်လို့သူကဆက်ပြောတာပါ။စစ်တပ်နဲ့ SNA ထိန်းချုပ်ထားတဲ့ဗမောက်မျိုးကို NUG ကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသရဲ့ကုတ်ကဲမှုနဲ့ PDF တွေမဟာမိတ်တပ်တွေကစက်တင်ဘာ15ရက်မှာမြို့သိမ်းတိုက်ပွဲဖော်ဆောင်ပြီးစက်တင်ဘာ22ရက်မှာ မြို့နယ်တကွာရွာတချို့ကိုထိန်းချုပ်ခဲ့ပါတယ်။ဒါပေမဲ့စက်တင်ဘာလနှောင်းပိုင်းမှာစစ်တပ်နဲ့ SNA တပ်တွေကပြန်ပြီးထိုးစစ်ဆင်လာလို့အလဲရွာအပါဝင်ရွာတချို့ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပြန်လက်လွတ်ခဲ့ရပါတယ်။လက်ရှိမြို့အနီးဝန်းကျင်မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးတော်လှန်ရေးတပ်တွေကဗမောက်မြို့ကိုထိန်းချုပ်ထားစေဖြစ်တယ်လို့သိရပါတယ်။ SNA ကဗမောက်၊ဟုံမလင်း၊တမူ၊ကလေးမြို့နယ်တွေအပါအဝင်စကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်ကတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကနေပဝင်တိုက်ခိုက်နေပါတယ်။ SNA ရဲ့လုံရက်နဲ့ရည်တည်ချက်အပေါ်ရှမ်းနေတိုင်းရင်းသားတွေကလည်းဝေဖန်နေကြပါတယ်ရှင် People's Spring ရဲ့နေ့လည်ခင်းဒီနောက်ဆုံးရသတင်းတွေကိုနားဆင် ပြီးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်